ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနေ့ထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ10ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူတောင်းမှကြည့်ကြအောင်ဖြစ်ပါတယ်နော်အရင်ဆုံးလိုရင်းတူရှင်သတင်းလေးဖျက်ပြပေးပါမယ် ထမအောင်ဆုံးသတင်းတစ်ပုဒ်ကတော့အချမ်းမက်စစ်ကောင်စီမင်းအောင်လှိုင်ရောက်နေတဲ့မော်စကိုမြို့ကိုယူကရိန်းဒရုန်းများကတိုက်ခိုက်ပြီးအဓိကစီးရဲပြအခမ်းအနားမတိုင်မီရုရှားလေစစ်ပြန်တမ်းမှုများကိုခဏရပ်ထားရတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါရဲ့နော်အဲ့တော့အချမ်းမက်စစ်ကောင်စီရှိတဲ့နေရာကိုကျဲကြဖို့တော့ပြည်သူတွေအားလုံးဆူတောင်းနေတာပါနော်ခုတော့ရုံးစံမှာမကြသေးဘူးကြားမဲ့အခြေအနေမှာလည်းရှိနေပါပြီနော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ညောင်လေးပြည်တွင်စစ်တပ်ကရဲဝင်များဖြင့်လူငယ်၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးရွှေတောင်မြို့နယ်တွင်အုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းဥပဒေအကြောင်းပြရငွေကြေးချင်းချောက်တောင်းခံနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တော်တော်လေးတောင်းချမ်းတဲ့အနေအထားဖြစ်ပါတယ်နော်။လမ်းဘေးတွေမှာပျက်စီးလိုက်ောက်သလိုမျိုးမြေကြီးတဲတဲ့ဖောကားတွေနဲ့ဈေးလိုက်ရောက်တဲ့သုံးမိတ်ဆိုင်ကလေးတွေနဲ့ပုံစံဖြတ်ပြီးရွာတွေနဲ့ရက်ွက်တွေနဲ့အတင်းဝင်ရက်ွက်တွေနဲ့ရွာတွေထဲဆွဲပေါ်တင်ဝင်ဆွဲနေတာဖြစ်ပါတယ်။လူငယ်၁၂ယောက်ပါသွားတယ်လို့ကျွန်တော်သိရပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့လာရှုနီရမကဌာနချုပ်တွင်လက်နက်ချအညံ့ခံခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တေဆုံးပျောက်ဆုံးအရာရှိစစ်သည်များ၏ကြမ်းရည်သူဇနီးများမိသားစုများအားလုံးကိုစစ်ကောင်စီကခံစားကွေးနှင့်လစာထုတ်ပေးမှုများရက်ဆိုင်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်။ကဲအမသူတို့ကတော့မိအိမ်ဘယ်နှခါနာဖြစ်လဲတော့မသိဘူးနော်။ယောက်ျားအသေးခုဆိုရင်ခံစားကွေးတော့မရတဲ့အနေအထားဖြစ်ပါရဲ့နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရခိုင်တိုက်ပွဲများကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားကြသောစစ်ကောင်စီတပ်ဖွဲ့ဝင်34កងကိုစစ်တပ်က MNA လေးဖြစ်သွား၍ပြန်ခေါ်လိုက်ရတယ်ဆိုတဲ့အနေအထားဖြစ်ပါရဲ့နော်အဲ့တော့ကြားတဲ့အတိုင်းပဲအချက်မဲ့စစ်ကောင်စီရဲ့အဖွဲ့တွေကအများနဲ့ပဲအဲ့လိုနိုင်ငံခြားကိုထွက်ပြေးနေတဲ့အခြေအနေရှိပါတယ်နော်အခုလည်းဘင်္ဂလားဒေ့ရှ်ကလက်ခံထားလို့တော့နော်အသက်ရှင်လေးပြန်ပြီးတော့လွတ်ပြေးနိုင်တာဖြစ်ပါတယ်အဲ့တော့အရေးကြောင်းဆိုရင်အများနဲ့ပဲပြေးနေတဲ့ဗသားတွေကတော့ပြေးလာသူတို့ရဲ့ထုံးစံဖြစ်နေပါပြီနော်ဦးဦးလာစောပါနော်ခုဆိုရင်ဒီ အိန္ဒိယနိုင်ငံမှာစေကုသရင်နဲ့ဆုံးပါသွားတယ်ပေါ့နော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးသိစထားရင်နားထောင်ကြည့်လောက်နော်ရခိုင်ဝါရင်နိုင်ငံရေးတမစာရေးဆရာနဲ့ကပြဆရာဦးဦးလာစောခေါ်မောက်ခိုင်အောင်ရဲ့ကျွင်းကျန်နေရုပ်အလံကိုရခိုင်လူမျိုးနီမီတနေရာမှာဂုံပြုတ်ကြိုးခဲ့တယ်လို့သိရပါတယ်မနေ့ကမေလ9ရက်နေ့နီးလီနှစ်နာရီလောက်မှာကောင်းမွန်စွာဂုံပြုတ်ကြိုးခဲ့တာဖြစ်ပြီး ဆရာဦးဦးလာစောရဲ့မိသားစုဝင်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေတက်ရောက်ခဲ့ကြတယ်လို့ဆရာရဲ့မိတ်ဆွေတယောက်ကပြောပါရယ်ဆရာဦးဦးလာစောကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဂုံပြူတကြိုရှင်ခဲ့ပေမဲ့ခေတ်ကာလအနေထားအရာ အချင်းချင်းလောက်ပဲပြုလုပ်ပေးနိုင်ခဲ့ပြီးဒါကိုလေဆရာအနေနဲ့တမလွန်ကနေနားလေပေးနိုင်လိမ့်မယ်လို့ယူဆပါတယ်လို့ဆရာရဲ့မိတ်ဆွေကပြောပါရယ် ဦးဦးလာစောကိုဂုံပြုတကြွေရမှာရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတက်တော် ULEE ကတဝန်လောဖက်ကြားခဲ့ပြီးလွမ်းတူပန်းကွေတွေလည်းချခဲ့တယ်လို့သိရပါတယ်။ဆရာဦးဦးလာစောဟာမေလ9ရက်နေ့ည7:00နာရီခွဲလောက်မှာကွေလွန်သွားခဲ့တာဖြစ်ပါတယ်။လေချောင်းကင်စာယောဂကိုအိန္ဒိယနိုင်ငံကဆေးရုံတစ်ခုမှာစီကူတာမှုခံယူနေခြင်း၊ကွေလွန်သွားတာဖြစ်ပြီး၊ကွေလွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပါတယ်။ လေးစားရတဲ့လူတွေပေါ့နော်အခုဆိုရင်နိုင်ငံကောင်းဖို့ပေါ့နော်အခုဆိုရခိုင်ပြည်ကလွတ်မြောက်ဖို့နည်းနည်းပဲလိုရတဲ့အချိန်မှာပေါ့နော်ဒီစုံပွားသွားတာတကယ်ပဲဝမ်းနည်းစရာကောင်းပါရဲ့နော်ရခိုင်ပြည်လွတ်မြောက်တော့မယ့်အချိန်ကြမှာပေါ့နော်မမြင်လိုက်ရတော့ဘူးနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ရောဒီလိုမျိုးလူတွေကတကယ်ပဲပေါ့နော်ကိုယ့်ရဲ့လူမျိုးတွေကိုအသိဉာဏ်ပညာတွေဖွင့်ပေးတဲ့လူမျိုးတွေပဲဖြစ်ပါရဲ့နော်ကျွန်တော်တို့ကတော့ရခိုင်လူမျိုးမဟုတ်ပေမဲ့လေပေါ့နော်ဒီလူမျိုးကိုကိုယ့်လူမျိုးကိုတိုးတက်စေတဲ့ဒီလိုစာရေးစရာတကယ်ပေါ့နော်နိုင်ငံရေးမှာနာမည်ကြီးတဲ့သူတွေကိုတကယ်ပဲလေးစားပါရဲ့နော်ကျွန်တော်တို့ဒီဘက်ကတော့အခုဆိုရင်ဒီ စစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးဖမ်းဆီးတာတော်တော်ကြီးကိုတရားလွန်နေကြပါပြီနော်အခုဆိုရင်လူမျိုးကွင်းတွေမှာဖမ်းတဲ့အခြေအနေလည်းဖြစ်လာတယ်ပေါ့နော်အဲ့တော့ဖမ်းဆီးခံပြီးပြန်မြေရတဲ့သူတွေဆိုရင်ဒီစစ်မှုထားစားထိုးဖို့ဘယ်လိုမျိုးအယောင်အဝါတွေလုပ်နေကြလဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်နော်အမခံရတဲ့လူငယ်တွေကိုပေါက်ဈေးနဲ့အယောင်ဝယ်ပြုလုပ်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုတိုင်ဗရောင်းမြို့နယ်နဲ့အုတ်ရှိပေမြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တွေကိုဘူးဘတ်စစ်စေးဂိတ်နဲ့ဘိုယုံဂိတ်တွေမှာအခုရက်ထဲစစ်မှုထမ်းမှုအဓိကဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူလူငယ်တအုပ်ကိုပေါက်စီ380နဲ့ပြန်ရွေးနေရတယ်လို့သိရှိရပါတယ်။စစ်ကောင်စီကအပတ်စဉ်73အတွက်စစ်စေးဂိတ်တွေမှာဖမ်းဆီးခံရတဲ့လူငယ်တွေကိုမိသားစုက380ဂျားကန်လူကို10သိန်းပေးပြီးပြန်ရွေးနေရတယ်လို့သိရှိရပြီးလာရောက်မရွေးနိုင်တဲ့လူငယ်တွေကိုအုတ်ရှိပင်မြို့နယ်တွေကကျေးရွာအုတ်ချုပ်ရေးမှုတွေကတတ်မှတ်ဈေးနှုန်းပေးပြီးသူတို့ရွာကိုစားစစ်မှုထမ်းအစားထိုးဖို့လူဝယ်ရတယ်လို့လည်းတိတာခန်တွေကပြောပါတယ်။စစ်မှုထမ်းဖို့ဆိုပြီးဖမ်းတာ အကြောင်းပြချက်မျိုးစုံနဲ့ဖန်တာအရင်အပတ်စဉ်တွေတုန်းကလည်းအခုလိုပဲစိုက်ကယ်လိုင်းစင်မပါတာကစအုတ်ထုတ်မဆောင်တာအစုံအကြောင်းပြချက်တစ်ခုခုပြပြီးဖန်ထားတယ်လာမရွေးတဲ့သူစစ်မှုထမ်းတဲ့ထဲတယ်မိသားစုကမပါစေခြင်းရင်ဈာကတက်နဲ့ရင်းနှီးတဲ့ပွဲစားကို၁၀သိန်းပေးပြီးညှိရတယ်။စုစုပေါင်း90လောက်ကုန်တယ်။အဲဈာကပွဲစားဆိုသူကလည်းသူတို့လူပါပဲ။ပေါင်းစားကြတာလို့ဒေသခံအမျိုးသားတအုပ်ကမြို့တော်ကိုပြောပါတယ်။ အခုလိုဆစ်ဆေးဂိတ်တွေမှာဖမ်းဆီးတာတွေကပေါက်ဈေးနဲ့လူပြန်ရောင်းချင်လို့ဖြစ်နိုင်တယ်လို့သိရှိရပြီးဖမ်းဆီးခံရသူမိဘကိုယ်တိုင်ရွေးတဲ့ဈေးနဲ့အုပ်ချုပ်ရေးမှုတွေသူတို့ရွာကိုစားပြန်ဝယ်တဲ့ဈေးတွေဟာပေါက်ဈေးအစားအစာရှိတယ်လို့သိရှိရပြီးလူငယ်တွေသတိနဲ့သွာလာကြဖို့လိုအပ်တယ်လို့လည်းဒေတာခန်တွေကပြောဆိုထားပါတယ်။အုပ်ကြီးတွေကသူတို့ရွာကလူရှာမပေးနိုင်ရင်ဖမ်းထားတဲ့အထက်ကလူတစ်ယောက်ကိုသူတို့ရွာအတွက်အစားထိုးဖို့ဝယ်ရတယ်။လူတစ်ယောက်3600လောက်ပေါက်တယ်ပြောတယ်။ ရွာကြီးရွာလေးပေါ်မူတည်ပြီးဈေးနှုန်းတွေကအဆားဆားပဲလို့ဒေသခံအမျိုးသမီးတဦးကမြို့တော်ကိုပြောပါတယ်စစ်ကောင်စီကဖမ်းဆီးရမိတဲ့လူငယ်တွေကိုဈေးအမျိုးမျိုးနဲ့တစ်ဖက်လက်နဲ့ပြန်ရောင်းစားနေတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရှိရပါတယ်တချို့ဖမ်းဆီးခံလူငယ်တွေဆို အုပ်ချုပ်ရေးမှုတွေကလည်းအစားထိုးဖို့မဝယ်ခံရမိသားစုကလည်းလာမရွေးလို့စစ်မှုထမဟုတ်တဲ့ချင်းလင်းတက်တွေနဲ့တခြားဒေသနာစစ်သားစုဆောင်ရေးတက်တွေကဗိုလ်မှုတွေကိုယ်တိုင်လာဝယ်ကြတယ်လို့ ဒေတာတွင်သတင်းမိတ်တွေထံကစုံစမ်းသိရှိရပါတယ်။ကြည့်ကြရအောင်နော်စစ်မှုထဲဥပဒေနဲ့ကတော့ချမ်းမစစ်ကောင်စီကဒီပေါ်တာဆွဲတဲ့ဟာလည်းမတရားကိုဖြစ်နေပါပြီနော်။အခုဆိုရင်သူတို့မှာဆွဲသမျှလူတွေအားလုံးကလည်းဒီရှေ့တိုင်းမှာတော်တော်များများကုံသွားတဲ့အနေအထားဖြစ်ပါတယ်နော်။အဲ့တော့လူငယ်လူရွယ်တွေအထူးကူဆိုင်မဲ့အခြေအနေဖြစ်ပါတယ်။ကဲတော့ကျွန်တော်နားထောင်မဲ့တဲ့ရင်ကတော့စစ်တပ်အာဏာသိမ်းလို့ရတာဘာကြောင့်လဲဆိုတာမျိုးတွေကိုတုံ့တက်ထားပြီးပြီးတော့เนาะစစ်တပ်ရဲ့တောက်တိုင်တွေကိုဘယ်လိုမျိုးဟာတွေဖြိုချသိမ့်ပြီးလဲဆိုတာမျိုးတွေတုံ့တက်ထားတယ်ဆက်လို့ကြည့်ပြီးပြန်ထားအောင်ကြည့်အောင်เนาะမြင်တာလေးကိုကျွန်တော်ပြောတော့ ကရင်ဘက်ကိုကြည့်ကြရအောင်ကချင်ကချင်ရခိုင်ရှမ်းမြောင်နဲ့ကုကရင်ပြခီကိစကတ်တိုက်ပွဲအောင်မြင်သွားပါလေစိတ်ကောင်းမသာပေါ်တယ်တချို့မှာနေဆက်မှာရှိတဲ့ထီခီစခန်းကိုဒလိုင်းဥပောက်တက်တွေတိုက်ခတ်သိမ့်ပိုက်ခဲ့နိုင်ပါရဲခွေ၉កောင်ကျော်စစ်ခွေအကောင်30ခွေပြင်းထိုင်းနိုင်ငံတွေဝင်ပြီးပါတယ်။တန်ကျမနေဆက်မှာရှိတဲ့ TK စကန်အေဗလာ28နေ့မှာစတင်ပြီးတော့ပုံစစ်စင်တိုက်ခိုက်တာ စစ်ရဲ့အတွင်းကြားတယ်ပူပေါင်းတက်ကနှစ်ယောက်ကြားတယ်မြင့်မြတ်စွာကြားဆုံးဒါကတော့ဒီနေ့လေးခုရဲ့တိုင်းသာအီအောင်နဲ့ပူပေါင်းတက်တည်းရဲ့နောက်ဆုံးစီရင်အခြေအနေဖြစ်ပါတယ်အဲ့တော့အစားကိုပြန်သွားရအောင်ကျွန်တော်အရှိမပြောခဲ့တယ်လို့အရှိမပြောခဲ့တယ်ဖတ်စစ်တက်စစ်တက်ဘဝ60နှစ်ကနေယနေ့ချိန်ကြီးဒီတိုင်းနဲ့ဒီလူမှုကို ူတို့လုတ်စင်တိုင်းလုတ်သူတို့ပြုတ်သမျှလူရတဲ့ဘဝဘာလို့ရောက်နေတာလဲအာနာကိုတင်းကျင်ရင်ထတင်းပလိုက်နိုင်တဲ့အခြေအနေဘာလို့ရနေတာလဲဘာကြောင့်ရနေတာဒီကောက်ကိုဘာကြောင့်ပြောမလဲဆိုတော့ဂျောင်းတော်လည်းအတက်နေတဲ့တော်လည်းရဲဘော်တွေဟာချက်ကြလက်ကြတိုက်ခိုက်နိုင်ဖို့ရင်းမြစ်တွေကိုဖြိုချနိုင်ဖို့အကန့်ခတ်တွေခဏထားစစ်တပ်အာနာပိနိုင်ခြင်းအကြောင်းတရားတွေကိုသိရှိပြီးတောက်တိုင်ဟာဘယ်ကောက်အခိုင်ဆုံးလဲ ဘယ်တော့တိုင်ကိုဖြိုးလိုက်ရင်ဘယ်နှတိုင်ပြူသွားမလဲဆိုတာကိုသိရှိစေရန်တပြတ်တဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဘာကြောင့်ခဏခဏတိမ့်ကျင်တိုင်းတိမ့်လို့ရနေတာလေကွာတိမ့်ကျင်တိုင်းတိမ့်အောင်ဒုံကြီးကစီးပင်းနေလားတိမ့်ကျင်တိုင်းတိမ့်လို့ရအောင်စစ်တပ်ဟာကိုပိုင်စီဝါရေးဆိုတဲ့ MBC ကိုပိုင်ဂျုံမြင့်တန်ကြားမြောက်ဝတီကိုပိုင်ဘန်မြောက်ဝတီကိုပိုင်စီဝါရေးလော်မန်တွေခရိုနီအတိုင်းဝိုင်းကြီးတွေနဲ့တကွာ ခုဒီအတိုင်းဝိုင်းနေရဲ့စီးပွားရေးတွေနဲ့ဘဏ္ဍာရေးစီရင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့2008ပါအပါတွဲဆက်ပြီးအချိန်မရွေးတိုင်းပြည်ကိုလှုပ်ချင်တယ်လို့လှုပ်လို့ရအောင်အင်ဂျီရဲမှာအင်ငယ်ဆင့်ပြီးတိုင်းပြည်ငယ်တစ်ခုလို့တူထောင်ထားခဲ့တာဖြစ်ပါတယ်ဗမာပြည်မှာကွန်ပျူတာတက္ကသိုလ်ရှိတယ်စစ်တပ်မှာတက်မတော်ကွန်ပျူတာတက္ကသိုလ်ထပ်ဖွဲ့တယ်တိုင်းပြည်မှာအင်ဂျင်နီယာတက္ကသိုလ်ရှိတယ် GDC လို့ပါလို့ စစ်မြေပြင်အင်ဂျင်နီယာအင်ဂျင်နီစစ်အင်ဂျင်နီယာတက်ဖို့စေတပ်ဖို့ရှိတယ်စစ်စေးတပ်ဖို့ရှိစေရန်အောင်လာခြင်းအတူတူဆရာဝန်ဖြစ်တာခြင်းအတူတူအင်ဂျင်နီယာဖြစ်တာခြင်းအတူတူပကောမှာအပွင့်ပါတဲ့ဂျီတက်ကကောင်ကလူဘာဝါလို့ရတဲ့တိုင်းပြည်ဖြစ်အောင်လုပ်ထားတာဖြစ်တယ်နောက်တစ်ချက်ကဖက်စစ်တတိအပြည့်ပါတယ်စစ်တပ်ပရိသတ်ညင်နဲ့တိဆောက်ထားတာဖြစ်တယ်ဒါကြောင့်ဂျာဖြစ်ပြောရင် မင်းအောင်လိုက်ရုရှားတွားတော့မင်းအောင်လိုက်လောက်မှရှိတဲ့ဘူချုပ်တွေတပ်မှုတွေတိုင်းမှုတွေတက်မှမှုတွေကမင်းအောင်လိုက်တမိသားစုလုံးထွက်တော့ပြည်ဝင်ခွင့်ပိတ်ပြီးအာဏာကိုတိမ်းချလိုက်ပြီးပြည်သူလက်ထဲပြန်အပ်လိုက်ရင်ဆိုတဲ့ညောင်နှချက်မျိုးလေးရမရကဖြစ်မိပါတယ်ဒါပေမဲ့အချောက်ဘူချုပ်တတိမရှိတဲ့ဗမာဖက်စစ်တပ်ကဘူချုပ်ပြလာမင်းအောင်လိုက်ရှေ့မှာချင်းအောင်ကြဲကြဲမပေါင်ရေးလေအရေးချင်းမဲတဲ့ကောင်ကြီးဖြစ်နေတဲ့အတွက် မရောက်ပိုင်းမရှိတာသူ့အရေးကိုကြောက်ရတယ်ဘဝရေချင်းကိမဲ့တက်ပြီးမရှိဘူးဒီလိုកောင်မျိုးတွေကိုတကောင်မှဒီစစ်တပ်ကဒီလိုရောဒီလိုရောထားလို့မရဘူးဆိုတာပုံချင်းတည်သွားတာကဲခုနစကားပြန်ဆက်ရအောင်ဖက်စစ်လက္ခဏာတွေအကုန်ရှိတယ်ဖက်စစ်တတိပါလာတယ်အင်ဂျီနီယာမိုင်းကြီးဆင်ထားတယ်စစ်သားဆိုရင်အဓိကဝါရဆိုတာမျိုးဘုံနေဝင်းကချမှတ်ထားတယ် စီရေးစီးပွားရေးဥပဒေရေးနိုင်ငံရေးအဆရှိရာတွေမှာကြိုတင်နေရာဦးပြီးကြိုတင်တည်ဆောက်ထားတယ်မြန်မာနိုင်ငံရေးသမားတွေကတော့ရံပစ်ကောင်းလို့မှစစ်တပ်ဟာသူ့ရဲ့အခန်းကဏ္ဍနဲ့သူ့ရဲ့ကြားပိုင်ခွင့်လုပ်ပိုင်ခွင့်သူ့ရဲ့ပရိုမိုးကျေပြတ်နိုင်စွမ်းမှတ်များကိုတည်ဆောက်နေရဖြစ်ပါတယ်ကဲဒါတော့ကျွန်မစစ်ကောင်စီနဲ့ပတ်သက်ပြီးတော့ဆယ်လမီကျော်သုံးသက်ချက်ပြီးပဲဖြစ်ပါနော် ကဲနောက်တစ်ချက်နားထားမယ့်သတင်းကတော့ဒီဘောမတွေကြိုက်နေတာပေါ့နော်အခုဆိုရင်ဇဘိုးဟင်းနဲ့ဒီကဒီဘောတော့တောင်းနေကြိုက်နေတာအခုဆိုရင်ဇဘိုးဟင်းကိုဒီတယောက်ကတရားဆွဲလိုက်ပြီပေါ့နော်အခုဆိုရင်ဒီမှာသူတရားဆွဲတဲ့အကြောင်းတွေကိုပြောထားတဲ့ profile လေးပေါ့နော်နားထောင်ကြည့်လာနော်ပါလေဒီကနေ့2025ခုနှစ်မေလ10ရက်နေ့အရန်ကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးပေါ့ရှင်။ကျမဒီရက်ထက်မှပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေညီကောင်မောင်နှမတွေအရဆိုရင်စိတ်တွေနဲ့စိတ်ပူပူရှိနေကြလားဟုတ်လား။ကျမစီကိုဖုန်းနဲ့ဆက်ပြီးတော့မျိုးမျိုးသတင်းမေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရရှိပါတယ်ဟုတ်လား။ အခုကျမရဲ့မိဘပြည်သူတွေအရန်ကိုမျောလင့်စောင့်စားပြီးတော့မျောလင့်တကြီးနဲ့အရန်ကိုစောင့်စားနေကြတဲ့ပွဲလေးယနေ့ကျမတရားဝင်အတိပေးကြော်ညာပါတော့မယ်ဟုတ်လား Fight and Simba is like YouTube account ပိုင်ရှင်ဖြည့်ကံဘဝနဲ့အမုန်းခံလူသားတက်တော့ account ပိုင်ရှင်ကိုဇော်ဖုံဟိန်းဒီကျမအာကုန်တိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော်ဟုတ်တယ် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုလေးကျမကိုမယိုင်းဆဲဆိုးစွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့၈ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရဲစခန်းမှာပပန်းနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပနံပါတ်35ရှိမြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥပဒေနဲ့အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားကျမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံဒူဒန်းစားဘဝမြင့်မာရေးပါတီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာ နော်ရှေ့ကနေမာမမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လောက်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်ကြီးဟုတ်လားအခြေခံအခြေခံလူဒန်းစားဘဝမြင့်မားရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမူခိုင်ရဲ့ပုံလေးကိုဒီဆိုရှယ်မီဒီယာသူ့ရဲ့ဒီ YouTube အကောင့် social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့ တောင်တကုံနော်တောင်တကုံမြို့မရက်စခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားကဲဒါကတော့နော်ဇော်ဘိုင်းကိုတရားဆွဲလိုက်တဲ့ သတိမဖြစ်ပါဘူးเนาะအဲ့တော့ဘောမဒီဇော်ဝင်းရတော့လေးချိန်နေပါဘောเนาะသူ online မှာဘာဖြစ်လဲညာဖြစ်တယ်ဗျာเนาะအခုဆိုရင်သူ့ပြန်ပြီးတော့တရားဆွဲတဲ့အဖွဲ့တွေပေါ်လာပြီဗောเนาะအဲ့တော့တရားဆွဲတယ်ဆိုတာကတော့ဒါတော့ကျွန်တော်တို့ကျွန်တော်အမြင်ကတော့ဗောเนาะဒါအပေါ်ယံလေးဖြစ်ပါလိမ့်မယ်သူ့ကိုမြောက်ပြီးတဲ့သူတွေရှိလိမ့်မယ်ဗောเนาะဇော်ဝင်းကတိတယ်မလားတိတယ်မလားဘိုးချုပ်တီတောင်မှ तू ကညာဘာဖြစ်လဲညာဖြစ်တယ်ဆိုတော့တကယ်ဆရာကြီးလိုလိုနဲ့ဆဲခဲ့တာလည်းရှိတယ်ဗောเนาะအဲ့တော့ဒီရာရှိအတိုင်းဝိုင်းထဲကနေသူ့ကိုမြောက်ပေးပြီးမှနောက်ကနေထောက်ပတ်ပြီးတော့တရားဆွဲရင်တော့ဖြစ်မှာเนาะအဲ့တော့ဒီပွဲကတော်တော်ကြည့်လို့ကောင်းမှာဖြစ်တယ်ဘယ်လိုဖြစ်လာမလဲဆက်ပြီးတော့စောင့်ကြည့်ကြတာဗောเนาะ ကဲကျွန်တော်ဆုံးမှာတော့ကိုစီရဲ့သုံးသက်ချက်လေးနားတော့ကြည်လာနော်ပေဝါရတယ်ပေါ်ရတယ်ပုံကြီးမယ်အဲ့တော့ဖြစ်နေတာကတော့မြေပြင်မှာဖြစ်နေတဲ့ပကတိအမှန်တရားပါတယ်စစ်သားတွေပြောကြတယ်ခွေးတွေစစ်သားတော့မခေါ်တော့ဒီနေ့ခင်မှာနော်ပြည်သူအများစုနော်တို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းပိုင်းတော့မပြောဘူးပြည်သူအများစုဒီနော်ကွဲရမှာပြောကြတယ်ဘယ်လိုပြောစစ်ခွေးတွေလို့ပြောတယ်ခွေးတွေလို့ပဲပြောတယ်နော်ခွေးတွေဘယ်နေရာစစ်တောင်းခွေးတွေခွေးတွေဘယ်နေရာရောက်နေခွေးတွေဘာဖြစ်လဲစတဲ့ဖြစ်ထားပဲနော်အဲ့တော့ဒီနေ့လာရှိုးကတရင်တစ်ခုတက်လာအဲ့ဒါဘာလဲဆိုတော့လာရှိုးမှာဒီပြောက်ဆုံးွားတယ်တေဆုံးွားတယ်ပြီးလို့ရှိရင် ဒီဒုက္ခကြောင့်ဖြစ်သွားတဲ့မနေ့မိမိသားစုတွေကကြာပြီးခဲ့တဲ့မိသားစုတွေကိုထောက်ပံ့ကြည့်ဖို့ပထမဆုံးကလောက်ဝက်ခံရတယ်အခုလုံးဝဖက်တောက်လိုက်ပြီးစိတ်ကောင်းစေပြောတယ်အဲ့တော့အဲ့ဒီဒေဝါတဲ့မိသားစုတွေရဲ့ပေါ်သွားပြီသွားပြီဟုတ်တယ်နော်အခုအခုလက်ရှိဒီကြုံလုံးတိုက်ပွဲမှာဝင်လာတယ်တေ30လောက်တည်တယ်အဲ့တေတဲ့မိသားစုတွေရဲ့ပေါ်ကြာပြီးခဲ့တဲ့မိသားစုတွေကဘာမှတောင်းမပြီးဘူးယူလာလက်ရှိစစ်တပ်ကအပေးနေတဲ့ကောင်းလေးနော်လက်ရှိအာနာတိတ်ပြီးမှမင်းအောင်နိုင်အာနာတိတ်ပြီးမှတေခဲ့ရတဲ့စစ်သားတွေတိုက်ပွဲမှာကြာခဲ့ရတဲ့စစ်သားကြာခဲ့ခဲ့တဲ့စစ်သားပြည်သားတွေတို့ အာမခံထားတာရှိတာမင်းအောင်နိုင်ကလက်ရှိအချိန်ဒီအာမခံခံပြီးတော့ထောက်ပတ်ပေးထားတာရှိလားမရှိပါဘူးပေးပါရင်ပြီးသွားတာပဲပြီးရင်လိုင်းကပေါ်ဆင်းမယ်နော်အဲ့တော့လက်ရှိစစ်ကောင်စီဟာတိုင်းပြည်အတွက်လုပ်နေတာလည်းပေါ့ပြည်သူအတွက်လုပ်နေတာမဟုတ်တို့စစ်ဖို့ထုတ်ပြီးအာဏာရရေးအတွက်လုပ်နေတာနော်အခုနောက်ခုရှိသေးတယ်ပြောတော့စတန်ထက်အာမီတဲ့စတန်ထက်အာမီလည်းမမီတာတော့မသိဘူးတရောင်းစားတို့မြေနေရာတွေလက်ပြတ်တောင်းလာချိုးကြသွားတယ်လာချိုးပြန်တက်နိုင်တော့တရုတ်ကိုတွက်ခေါ်ပြီးတော့လာချိုးတောင်းနေတယ်အခုတခါ TNN တွေကနေတောင်းထားတဲ့နေရာတွေရိုက် အစင်နဲ့ယုံဆိုင်ထားဖို့တဲ့နော်အဲ့နေရာတွေကိုကြိုတင်ပြနေဟာတကယ်ရှက်စရာကြီးကွာဒီကောင်တွေမှနော်သူတို့သူတို့ဟုတ်တယ်အောင်းမိတာပေါ့နော်ဒါပေမဲ့ပြောတော့စစ်သားဆိုတော့ကိုရင်းငငယ်ကစစ်သားဆိုတော့တကယ်ယောက်ျားပီတာတဲ့ကောင်ကြီးထင်တာဘယ်ဟုတ်လဲဒီညက်ကစစ်ဖို့ချုပ်ကြီးကဒေါ်လကြီးရဲ့ဟိုင်းကြီးတကယ်အကောင့်ပြတယ်အခုအဲ့ဒီကိစ္စကိုဆက်ဖက်ပြမယ်နော်ဒီတရေကတော့ TNNG ကတောက်မဲလို့တီဘောလို့ဘိုးကလို့စတဲ့ဒေတာတွေကိုပြန်လည်ပြီးတော့တောင်းနေတာပြန်ရလို့ရှိရင်အုတ်ချိုရန်တွေကလက်ပတ်ဖို့အတွက်အခုတည်းကယာရီ နော်ရုံးတွေဖွင့်လိုက်ပြီးတော့စောင့်နေတယ်ဆိုတော့တည်နေမှဖြစ်တယ်သူတို့ကတော့ရှက်လားမချက်လားမသိကြားရကြီးစီရကြီးရှက်စီရကြီးတရားတရားတွေတိမ့်ပိထားတဲ့နောင်ချိုကြောက်မဲ့တီပေါ်မိုးကုန်မြို့များကိုပြန်လဲရက်စီပါကအစင်တင့်ဝင်ရောက်ပြီးအုတ်ချုပ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်စစ်ကောင်စီကမြို့နယ်အလိုက်ယာရီရုံးများကိုတောင်ကြီးနဲ့မန္တလေးတို့ယခုမေလဆန်းမှာဇက်တင်ကဖွင့်လိုက်ထားကြောင်းနမ်စီတွေကဝန်ထမ်းအတိုင်းဝိုင်းထံမှာတည်ရတယ် MNDA တိမ့်ပိထားတဲ့လာရုပ်ကိုတရုတ်ကူညီပြန်ပြန်ရနေစစ်ကောင်စီက TNN တိမ့်ပိခဲ့တဲ့မြို့များကိုလည်းရင်းကဲ့သို့ပြန်ရမည်ဟုတေချာပေါက်ယူဆထားတဲ့သဘောရှိပြီး TNN တိမ့်ပိစဉ်ထွက်ပြေးလာတဲ့ဌာနဆိုင်ရာဝန်ထမ်းများကို စစ်ပေါင်းစီကယာယီရုံမြဖွင့်ထိုင်းတာမြို့များကိုပြန်လဲဝင်ရောက်ပါကအစင်တဲ့အောက်ချုပ်စီမံနှံရင်ပြင်စင်ထားရဲ့ညွှန်ကြားခြင်းဖြစ်ကြောင်းနမ်စီရီယာနဲ့ဒီဇတ်တဲ့တရင်မြစ်တူကပြောတယ်လာရှိုးလာရှိုးဓမ္မတွေကတော့အားလုံးလိုလိုတွားကုန်ကြပြီ PNL တွေတင်းထားတဲ့ရှမ်းပြောင်မြို့တွေကဝန်ထမ်းတွေတောင်ကြီးကတက်ဆိုင်ရာရုံတွေမှာတွဲဖက်ထားတာပေါ့အခုညွှန်ကြားချက်ကြောင့်မြို့အမည်နဲ့တီးခြားလုပ်ရတာပေါ့ဝန်ထမ်းအမည်နဲ့တွဲဖက်တာတော့မတာမဟုတ်ပဲရုံအမည်နဲ့တွဲဖက်လာတာပါပြန်သွားရရင်အစင်နဲ့ပြင်အောင်လို့ပြောတယ်ဝန်ထမ်းတွေလည်းမဆုံးကြဘူး၎င်းကမဲခံကိုပြောတယ် ဇန်နီနဲ့ဆမ်းမြောက်ရှိမြို့နယ်များအတွက်ရုံများကိုတောင်ကြီးတွင်ဖွင့်လှစ်ပြီးမိုးကောက်ကရုံများကိုမန္တလေးတွင်ဖွင့်လှစ်ကြောင်းသိရပြီးခဲ့တဲ့မေလ၄ရက်နေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင်တရားလည်ကသိမ့်ပိတ်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပေးရပြန်ပေးရမြို့နယ်ကိုပြည်အောင်ရရှိနေတော့တဲ့ပြန်ပေးရမရှိကြောင်းတရားလည်တွဲဖက်အတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတာဘန်းလာကပြောဆိုထားတယ်တရားလည်အနေဖြင့်တစ်တုံများပြစ်ခွန်စစ်စီရဲ့အပိုင်းဖြစ်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းရှိနမတူနန့်ဆန်နမ်ခန့်ကွက်ကင်မန်တုံမိုင်းလုံးမိုင်းမော့နောင်ချိုမိုးကောက်မိုးမိတ်ကြောင်မဲနဲ့ဒီဘောမျိုးတွေများကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးအုတ်ချုပ်ရေးလုပ်ငန်းများလုပ်ကင်ခဲ့ရှိတယ် ကဲဒါကတော့လက်ရှိစစ်ကောင်စီသူတို့ဘက်ကအကောင်ကြီးကတော့ပြောတယ်ဘလို့ဖြစ်ဖြစ်နိုင်ပြီးတော့တဲ့ဆိုတော့ကျွန်တော်စဉ်းစားတယ်အခုဒီနယ်ဒီအပါဝင် လာချိုးပါဝင်သူတို့လာချိုးအခုသူတို့ပြန်ရထားပြီအဲ့ဒါနိုင်တာလားအပေးယူလုပ်ပြီးရနိုင်တာနဲ့အပေးယူလုပ်ပြီးလာတော့မကွဲကွဲတဲ့ဒီကောင်ကြီးတွေတွေးခေါ်ဘူးလဲကျွန်တော်အံ့ဩလို့မဆုံးဟမ်နိုင်တာကနိုင်တာတတ်တတ်လေးပြအပေးယူလုပ်တာအပေးယူတတ်တတ်လေးဟုတ်လားနိုင်ဆိုလာတာကိုကအတာလီကရရတာ အပင်းယူလောက်တယ်ဆိုတာဖင်နဲ့ခိုင်ခိုင်ရမယ်နှုတ်နဲ့ခိုင်ခိုင်ခိုင်ဖြစ်မယ်ကတော့ပါရဲ့ဒါကျွန်တော်ပွင့်လေးပြောတာဟုတ်မှာကိုကြီးကိုကြီးကစုံချုံမှုဒီဟာကိုရဖို့အတွက်ဒီဘက်ကစုံချုံမှုတစ်ခုကိုချပေးလိုက်မှဒီဥစ္စာကိုရတာအဲ့ဒါနိုင်တာပေါ့ဦးလေအဲ့ဒါတော့လေးတော့အတွေးခေါ်မရှိတဲ့စစ်တပ်ထောက်ခံတွေကြားမှာနော်လက်ရှိဘောပြက်နေတာတော့စစ်တပ်အတိုင်းဝိုင်းမိသားစုတွေပဲနော်ကိုလင်းကဗမာပြည်လို့တင်မှန်းလည်းမသိဘူးဗမာကြလို့ကြမှန်းလည်းမသိဘူးဗမာချင်းသေးလားတေလားလည်းမသိပဲနဲ့ဘောပြက်နေရတဲ့စစ်တပ်မိသားစုတွေအများကြီးဒီဟာတွေအတွက်ကိုနေဖို့တောင်းဝင်မိဘူးစားတောင်းဝင်မိဘူးနေရာလည်းမပေးဘူး နော်အခုလက်ရှိပေးနေတဲ့လက်ခါလေးတက်ဝက်တောင်ဖြတ်တာဟာဖြတ်နော်သူတို့တွေတိုင်မှုတွေဆိုလုံးဝမပေးတယ်အဲ့ပျောက်နေတယ်လုံးဝပျောက်နေတဲ့စစ်သားတွေဆို6လအချိန်ပေးတယ်တဲ့6ပြည့်လို့ရှိရင်အဲ့ဒါတေဆုံးစင်းထည့်ပြီးတော့ထောက်ပံ့ကြီးတွေတင့်တာကြီးတွေပေးမယ်ပေါ့ဒါလည်းမရဘူးအဲ့တော့လက်ရှိစစ်သားအကောင်ကြီးတိုက်နေတာဘလူးကတိုက်နေတာလဲကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာဖြစ်လာတဲ့စစ်ကိုခဏထားလိုက်အခု2021အာနာတိမ်ပြီးမှတိုက်နေတဲ့စစ်ပွဲကဒီတိုင်းလူမိသားချင်းတိုက်နေတာလေဟုတ်တယ်ငါတို့စစ်သားဘက်ကမှန်တယ်လို့ပဲတွေးလို့မရဘူးသူတို့ကဘာဖြစ်လို့ငါတို့အနာဂတ်ပြန်တိုက်နေတာလဲဆိုတာတွေးရမယ် ငါသမင်းစားတာငါတို့တော့အတွေးခေါ်တလောက်ရှိသူတို့ကဒီလိုတွေးခေါ်မရှိဘူးလားသူတို့တွေးခေါ်ရှိတဲ့လူတွေကဘာဖြစ်လို့ငါတို့ပြန်တိုက်တာလဲဒါစဉ်းစားရမယ်အတွေးခေါ်မဲ့နေတဲ့ယူးတွေမဟုတ်ဘူးတစ်ခါတိုက်နေတာဟုတ်တယ်မလားဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာကလူတစုကောင်းစားဖို့အတွက်ဘာမှမဟုတ်တဲ့အတက်တွေကိုပေးနေတာဘဝတွေပေးနေတာအဲရဲမိသားစုတွေစစ်တပ်ပြီးတော့ဒီနေ့လေဘင်္ဂလားဒေ့ကိုထွက်ပြေးတဲ့စစ်သား30ကျော်ကိုလေရင်နဲ့ဘင်္ဂလားဒေ့ကပြန်ပို့လေရင်တော့ခေါ်လာနော်ကောင်းတွေကိုပြန်တိုက်ခိုင်းအောင်ပါမယ်မကုန်နဲ့မသေးမရှိခိုင်းပါမင်းတို့အတွက်ထွက်လန်းဆိုတာမရှိဘူးလက်ရှိစစ်တပ်ထဲမှာ စစ်မှုထမ်းဥပဒေနှစ်နှစ်ပြည့်ထွက်ကောင်လို့ပြောတယ်။ Okay အဲ့ဒါဆိုစစ်မှုထမ်းဥပဒေနှစ်နှစ်ပြည့်ထွက်ကောင်အတားထားလိုက်။လက်ရှိဝင်သားတဲ့ထွက်ချင်တဲ့အများကြီးမယူတော့10နှစ်အထက်10နှစ်အထက်ရောက်နေတဲ့စစ်သားတွေထွက်ချင်တဲ့စစ်သားတွေရှိတယ်ထွက်ခွင့်ရတာ။အဲ့ဒါလေးပဲအရင်ကြည့်နော်။စစ်မှုထမ်းဥပဒေကိုပြစ်လောနေကြတာနှစ်နှစ်ပဲဟိုကင်းဆောက်ကမှလို့တိုင်းပြည်ဟိုစစ်ပညာသင်ရမှလို့ပြီးပြီးရှင်းထားအောင်ပို့တယ်6လနဲ့တင်တယ်6လနဲ့တင်တယ်ပြီး3လနဲ့တင်တယ်ပြီးနေ။ဟမ်ရှင်းထားမှာဘုံမရီဘာမရီတော့အသေးခံထိုင်။လူလားထိုင်သွားလို့လား။အဲ့တော့အဲ့စစ်မှုထမ်းတွေကိုထွက်ဖို့မပြောနဲ့ဘူး။ ်10နှစ်ထက်လောက်တဲ့10နှစ်ထက်ထွက်ချင်တဲ့စစ်သားတွေအများကြီးတယ်ထွက်ခွင့်ရတာဟုတ်တယ်အဲ့ဒါလေးပဲပြန်ကြည့်ကြဒါကြောင့်မလို့ကျွန်တော်ပြောတာပေးဆက်နေရတာဒီဒီစစ်တပ်အတိုင်းဝန်မိသားစုတန်ကြလားကိုတန်ကြလားနော်ဒီနေ့ပေဝါရကောင်းလေးအကြည့်သူမိသားစုတွေပေလက်ရှင်းတာမသိနော်ကြည့်လိုက်မသားတွေ Telegram မှာကြွားကြည့်လိုက်ပေတာဆော့ဖ်ဝဲမပြည့်မပြည့်တဲ့ကောင်ကြည့်နေတယ်မသားဘွားရအောင်တနာနေနေမှာရှိတဲ့ကောင်မျိုးတွေနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အသိထားကခုနကပြောသလို ဒီလူလူစုတွေဘသူတွေကဘဝတွေအသက်တွေစိတ်ရင်းရဲ့ဟုတ်ကဲ့ဒါကတော့ကိုစီရဲ့သုံးသက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါရဲ့နော်အဲ့တော့အချမ်းမဲ့စစ်ကောင်စီကခုဆိုစစ်မှုရန်အစ်စ်တွေကိုနော်နည်း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  စစ်မှုရမ်းပြီးထွက်လို့ရတယ်လို့သာပြောနေပေမဲ့တကယ်တော့မလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါနော်သူ့ထက်ဒီစစ်သားအဟောင်းတွေတော့မထွက်လို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ဒါအချက်မဲ့စစ်ကောင်စီကသတင်းလိမ့်ပြီးမှရှောက်ပြီးမှပေါ့နော်ပြည်သူတွေကိုရှောက်ပြောပြီးမှဒီစစ်မှုထမ်းမထမ်းထားထားအောင်ပေါ့နော်ပြောထားတဲ့အနေအထားဖြစ်ပါရဲ့နော်ဟုတ်ကဲ့ဒီညတင်ဆက်မှုဗီဒီယိုလေးဒီလောက်ပါပဲနော်ဟုတ်ကဲ့တင်ဆက်တဲ့အချိန်နဲ့နောက်ကျသွားတာဖြစ်တဲ့တော့နော်အထူးပဲတောင်းပန်လိုက်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်မဲ့မြောင်းလိုင်းရဲ့စစ်ဘေးငလင်ပေးဘေးနဲ့ပေါ့ဆောင်မှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ